Buonasera. ခန်းနာတဲ့နန်းတော်ကြီးမှမနေပဲအရေးတာမှနေတဲ့သူကဘာပေါ်ကအင်အားကြီးအဖွဲ့အစည်းတွေကို စိန်ခေါ်ရဲတဲ့သူဘီလီယံနဲ့ချီတဲ့လူတွေအတွက်မျောလင်းချက်တွေကိုတင်ဆောင်ပေးတဲ့သူတဦးဖြစ်တဲ့ပုံရံမင်းကြီးဖရန်စစ်ကပြီးခဲ့တဲ့22ရက်နေ့ဥရောပအချိန်9:35မိနစ်မှာပဲကွယ်လွန်သွားခဲ့ပါပြီ ဒီတော့အခုဗီဒီယိုထဲမှာရိုမန်ကက်သလစ်ဘာသာဝင်တွေအထွတ်မြတ်ခြားရတဲ့ပုံရံမင်းကြီးရဲ့ဘဝအကြောင်းပုံရံမင်းကြီးအုပ်ချုပ်တဲ့ဗာတီကန်နိုင်ငံအကြောင်းပုံရံမင်းကြီးရဲ့လေးစားဆရာတမိုင်းကျောင်းတွေအပြင်ကိုတခြားပုံရံမင်းကြီးနဲ့ပတ်သက်တဲ့ဗဟုဒ္ဓတာရဆရာအကြောင်းအရာတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ပုံရံမင်းကြီးဆိုတာကရိုမန်ကက်သလစ်ဘာသာဝင်တွေတလေးတစားယုံကြည်ကိုးကွယ်ရတဲ့သူတစ်ယောက်ဖြစ်ပြီးတော့တရားမျှတတဲ့လူပောင်ဝင်ခြင်းတစ်ခုဖြစ်ဖို့နဲ့စင်ရဲမွဲတေမှုတွေအပေါ်မှာ စာနာထောက်ထားမှုတွေကြောင့်မလို့နာမည်ကြီးတဲ့သူတယောက်ပါပြီးတော့ငြိမ်းချမ်းမှုကိုလည်းလိုက်စားတဲ့သူတအိုးဖြစ်တာကြောင့်မလို့ဟောလိဝုဒ်တစ်ခုမှာဆိုရင်ထောင်သားတွေနဲ့မွ슬င်တွေရဲ့ခြေထောက်တွေကိုစေကျော်တန်းစင်ပေးပြီးတော့သူကိုယ်တိုင်နန်းခဲ့တာမျိုးလည်းလုပ်ခဲ့ဘူးတဲ့သူတအိုးဖြစ်ပါသေးတယ်ဒါကပုံရံမင်းကြီးတပားအနေနဲ့ဘလို့မှမဖြစ်သင့်ဘူးလို့တော့သတ်မှတ်လို့ရတဲ့လောရက်တစ်ခုပါ ဒါပေမဲ့ပုပ်ဖရန်စစ်ကတော့ဂျီလုတ်ရက်ကိုလူမြင်ကွင်းမှာလုပြခဲ့ပြီးတော့သူ့ရဲ့လူတွေအပေါ်မှာတံမိုးထမှုနဲ့အသိန်းဖွဲဒါမှမဟုတ်လူမျိုးစုတစ်ခုကိုအတိမတ်ပြုတဲ့အကြောင်းတွေကိုဖော်ပြခဲ့တဲ့သူတို့ပဲဖြစ်ပါတယ်။ဒါတွေမဟုတ်သေးပဲနဲ့ပုဟန်မင်းကြီးဖရန်စစ်ကစင်ရသားတွေနေတဲ့ရက်ကွက်တွေအထိကိုသွားလည်တာမျိုးတွေလည်းလှုပ်ကြပြီးတော့သူသတင်းသုံးတဲ့ရုံးခန်းထဲမှာဆိုရင်တံမိုးကြီးပစ္စည်းတွေထားဖို့ကိုတော့လက်မခံတဲ့သူလည်းဖြစ်ပါသေးတယ်။ဒီတော့ပုဟန်မင်းကြီးရဲ့ဘဝအကြောင်းကိုဆက်လိုက်ကြရအောင်။ ပေါ်ရဟန်းမင်းကြီးကို1936ခုနှစ်ဒီဇင်ဘာလ18ရက်နေ့မှာမွေးဖွားခဲ့တာဖြစ်ပြီးကွယ်လွန်သွားတဲ့အချိန်မှာတော့အသက်88နှစ်ရှိပြီပဲဖြစ်ပါတယ်။ပုပ်ဖရန်စစ်ဆိုတဲ့နာမည်နဲ့ဩဇာအာဏာရှိတဲ့သူတဦးဖြစ်မလာခင်ကသူ့ရဲ့နာမည်ကဂျော့မာရီယိုဘာဂူဂလီယိုဖြစ်ပြီးတော့အာဂျင်တီးနားနိုင်ငံရဲ့အကြီးဆုံးမြို့တော့ဘွန်းနိုအေရီစ်မှာမွေးဖွားခဲ့တာပဲဖြစ်ပါတယ်။ပေါ်ရဟန်းမင်းကြီးဆိုတဲ့ဘဝကိုမရောက်ခင်မှာသူ့မှာမောင်နှမ9ယောက်ရှိပြီးတော့ဖရန်စစ်ကတော့အကြီးဆုံးသားတစ်ယောက်ပါ။ ဒါပေမဲ့သူ့အသက်6နှစ်အရွယ်ကိုရောက်တဲ့အချိန်မှာ Wilfred Barron The Los Santos Angeles က Celestian of Don Bosco ဆိုတဲ့အကြောင်းမှာတက်ခဲ့ပြီးရဲ့နောက်ပိုင်းမှာဒါရုပေယျကျွမ်းကျင်တဲ့ပွဲရခဲ့ပါတယ်။ဒီလိုပွဲမျိုးရဖို့အတွက်နှစ်ပေါင်းများစွာအလုပ်လုပ်ရင်းနဲ့ကြောင်းတက်ခဲ့ရတာပါ။သူ့ရဲ့အလုပ်တွေထဲမှာ Night Club မှာတကားဆောင်လုပ်ခဲ့ရတဲ့အလုပ်တောင်ပါပါတယ်။ ဟုတ်ပါတယ်တကဘာလုံးကလေးစားကိုးကွယ်ရတဲ့ပုံဟန်မင်းကြီးကလည်းတစ်ချိန်က night club ကဝန်ထမ်းလုပ်ခဲ့ပူပါတယ်ဆိုတော့ဒီဗီဒီယိုကိုကြည့်နေတဲ့လူတွေထဲမှာလည်းကိုလုံးနေရတဲ့အလုပ်ကိုအထင်သေးပြီးတော့မှစိတ်ပြက်နေတာမျိုးတွေဖြစ်နေတဲ့သူ ပါတယ်ဆိုလို့ရှိရင်ဒီမှာပဲရက်လိုက်ပါတော့ဘာလို့လဲဆိုတော့မိတ်ဆွေတို့ကလည်းတနေ့မှပုံရဟန်းမင်းကြီးလိုမျိုးကြီးမားတဲ့ပုံကိုယ်တွေဖြစ်လာနိုင်လို့ပါ နောက်ပိုင်းသူအသက်22နှစ်ကိုရောက်တဲ့အခါမှာဆိုရင်နမိုနီးယားရောဂါနဲ့အကျိတ်တွေကြောင့်မလို့သူ့ရဲ့ညာဘက်အဆုတ်တစ်ဖက်ကိုဖျက်ထုတ်ခဲ့ရတာမျိုးတွေလည်းကြုံခဲ့ရပါသေးတယ်။ဒီလိုနဲ့ပဲ1958ခုနှစ်ကိုရောက်တဲ့အချိန်မှာဂျော့မာရီယိုဘာဂိုဂလီယိုဆိုတဲ့သူကနေပုပ်ဖရန်စစ်ဆိုတဲ့ပုပ်ရဟန်းမင်းကြီးဖြစ်လာဖို့အကြောင်းဖန်လာခဲ့ပါတော့တယ်။ဖရန်စစ်ကနွေရာသီပိတ်ရက်တရက်မှာချက်ကြောင်းကိုစူတောင်းဖို့သွားတဲ့အချိန်မှာခရီးရန်ဖုန်းတော်ကြီးတွေကိုတွေ့ပြီးတော့အယန်းကိုကြီးညိုခဲ့ပါတယ်။ ဲ့ဒါကြောင့်ပဲဂိုင်းချုပ်ဖုံးတော်ကြီးတွေစီမှာဘာသာရေးပိုင်းကိုလေးလာခဲ့ပြီးတော့၃နှစ်ကြာပြီးရဲ့နောက်မှာတော့ Society of Jesus ဆိုတဲ့ရှေးဟောင်းဘာသာရေးဂိုင်းတွေကိုဝင်ခဲ့ပါတယ် Society of Jesus ကိုနောက်တနည်းအနေနဲ့ဂျက်ဆွတ်လို့လည်းခေါ်ကြပါသေးတယ်ဒီဂျက်ဆွတ်ဆိုတဲ့ဘာသာရေးဂိုင်းကြီးက1940ခုနှစ်ကလေးကပုပ်ပေါ်တဲ့ရဲ့ဖွံ့ဖြိုးချက်နဲ့တည်ထောင်ခဲ့တဲ့ယောမအခြေစိုက်ဘာသာရေးအသင်းကြီးတစ်ခုပါပုပ်ပေါ်တဲ့ဆိုတာကလည်းတခြားသူတော့မဟုတ်ပါဘူး ကက်သလစ်ချက်စ်ကိုစပြီးတော့မှတည်ထောင်ခဲ့တဲ့ပုံရဟန်းမင်းကြီးတပါးပဲဖြစ်ပါတယ်။အဲ့လိုကနေပြီးတော့မှဂျက်ဆွတ်အသင်းနဲ့ရောက်ပြီးတဲ့အချိန်နောက်ပိုင်းသိမ့်မကြသေးခင်မှာပဲ။ကောင်မလေးတယောက်ကိုသဘောကျမိတာကြောင့်မလို့သူ့ရဲ့ဘာသာရေးလမ်းကြောင်းတောင်မှပြတ်ရမလို့ဖြစ်ဘူးလေလို့ပုံရဟန်းမင်းကြီးကပြောပြပူပါတယ်။ပုံရဟန်းမင်းကြီးကလည်းကျမတို့တွေလိုပဲအချက်မှကြာရှုံးမှုပါရဲ့နော်။ဒါပေမဲ့ဂျက်ဆွတ်အဖွဲ့ဝင်ဖြစ်ကာစားအချိန်ဖြစ်တာကြောင့်မလို့စန်တီယာဂိုမှာ Humanity လူသားချင်းစာနာထောက်ထားမှုဆိုတဲ့အကြောင်းကိုလေ့လာခဲ့ပါတယ်။အဲဒီလိုနဲ့1960ခုနှစ် March 12ရက်ကိုရောက်တဲ့အချိန်မှာတော့ Jesus အဖွဲ့ကြီးရဲ့တရားဝင်အဖွဲ့ဖြစ်တဲ့စံတစ္ဆာခံယူခဲ့ပါတော့တယ်။ဂျက်ဆွတ်အဖွဲ့ကြီးရဲ့တရားဝင်အဖွဲ့ဝင်ဖြစ်ပြီးနောက်ပိုင်း1960ခုနှစ်ကနေ1996ခုနှစ်တွေအတွင်းမှာဂျက်ဆွတ်အဖွဲ့ဝင်အနေနဲ့လွယ်ကျက်ဘာသာတွေကိုလေးလာပြီးတော့မှယာရူးတစ်ဆင့်ပြီးတစ်ဆင့်တက်လာခဲ့ပါတော့တယ်။ ဒါကကျမတို့ဗုဒ္ဓဘာသာဝင်တွေအနေနဲ့မျက်စိရဲ့မြင်အောင်ပြောပြရမယ်ဆိုရင်ကိုရင်ဘဝကနေတဖြည်းဖြည်းစောင့်မေးပွဲတွေဖြည့်ရင်းနဲ့မှဖုံးတော်ကြီးအစင်တီတက်လာတို့သဘောမျိုးပါပဲဒီလိုနဲ့ပဲ1989ခုနှစ်ကိုရောက်တဲ့အချိန်မှာ Francis က Jesuit အဖွဲ့ရဲ့ Provincial Superior ဆိုတဲ့ရာထူးကိုရနိုင်ပါပြီ ဒီရာထူးကိုရောင်းနေတဲ့အချိန်မှာ Francis က Philosophy, Psychology, Theology နဲ့ Spiritual ဘိုင်းတွေမှာကျွမ်းကျင်တဲ့သူတယောက်လည်းဖြစ်နေပါပြီ။အဲဒီနောက်ပိုင်းမှာဆိုရင် Francis က1986ခုနှစ်ထိ6နှစ်ကြာအောင်လို့ဆမ်မီကဲမှာဘာသာရေးတာဝန်တွေကိုထမ်းဆောင်ခဲ့ပါတယ်။ဒီတာဝန်ထမ်းဆောင်မှုအပြီးမှာ Jesus ကဆရာတော်တစ်ပါးဖြစ်တဲ့ Peter Hans Coben Bach ထောက်ခံမှုကြောင့် Jesus အသင်းကြီးရဲ့တစ်ကဘာလုံးဆိုင်ရာလူမှုပအဝင်ခြင်းတရားမျှတမှုအပိုင်းမှာခန့်ခန့်ခံခဲ့ရပါတယ်။ ဒါကသူ့ရဲ့ဘာသာရေးပေါ်ယုံကြည်တတ်ဝင်မှုနဲ့သာသနာပေါ်မှာအလေးထားမှုတွေကြောင့်မလို့အခုလိုမျိုးယာရုကိုခန့်အပ်ခြင်းခံခဲ့ရတာပါအခုလိုတဆင့်ပြီးတဆင့်ယာရုတွေတက်လာခဲ့ရကနေ1992ခုနှစ်နောက်ပိုင်းကိုရောက်တဲ့အချိန်မှာတော့ Bueno Aires ရဲ့ Auxiliary Bishop ဆိုတဲ့နေရာကိုရောက်လာခဲ့ပါတော့တယ် Auxiliary Bishop ဆိုတာကဖုန်းတော်ကြီးတွေရဲ့ဘေးကနေပြီးတော့မှနေတဲ့လက်ထောက်ဖုန်းကြီးယာရုပဲဖြစ်ပါတယ် 1998ခုနှစ်မှာဘွယ်နိုအေရီစ်မြို့ရဲ့လက်ထောက်ဂိုင်းချုပ်ဆရာတော်ဖြစ်ခန့်ခံခဲ့ရပြီးတော့အန်တိုနီယိုခွာရာစီနိုကွဲလွန်ပြီးတဲ့နောက်1998ခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့မှာမက်ထရိုပိုလီတန်ဂိုင်းချုပ်ဆရာတော်ဖြစ်လာခဲ့ပါတော့တယ်။နောက်ပိုင်း1998ခုနှစ်နိုဝင်ဘာလ6ရက်ကိုရောက်တဲ့အချိန်မှာဘွယ်နိုအေရီစ်မြို့ရဲ့ဂိုင်းချုပ်ဆရာတော်ဖြစ်တာဝန်ထမ်းဆောင်ရင်းနဲ့ဖရန်စစ်ကအာဂျင်နီနာကအရှိဖလန်ခရီးရန်များအတွက်တာမန်ဆရာတော်ဖြစ်ထပ်ပြီးတော့မှခန့်ခံခဲ့ရပါတယ်။ ၂၀၀ခုနှစ်မှာတော့ Francis က1982ခုနှစ်မှာအာဂျင်တီးနားတော်လှန်ရေးဆရာနာရှင်စနစ်ကိုစန့်ကျင်ခဲ့တာကြောင့်မလို့ဖုံးကြီးအဖြစ်ကနေဆိုင်းငံ့ခံခဲ့ရပြီမဲ့နောက်ပိုင်းမှာတော့ Geronimo Podestar နဲ့ပြန်ပြီးတော့မှတင်းမြက်ခဲ့တဲ့တဦးဒီသောဖျားเจ้าရာရှိလည်းဖြစ်ပါသေးတယ်။၂000ခုနှစ်ကိုရောက်တဲ့အချိန်မှာတော့ကာဂျီနဲ့အဆင့်ကိုမြင့်တင်ခံခဲ့ရပြီး Francis ကဘွန်းနိုအေရီစ်မျိုးရဲ့ဂိုင်းချုပ်ဆရာတော်ဖြစ်ဆက်လက်ထမ်းဆောင်ခဲ့ပါတော့တယ်။ ီလိုနဲ့2023ခုနှစ်ကိုရောက်တဲ့အချိန်မှာပိုရဟန်းမင်းကြီးဖြစ်ရွေးကောင်းရှင်ပြိုင်တဲ့အချိန်မှာအနိုင်ရခဲ့ပြီးတော့ဘွဲ့နာမည်ကို Francis ဆိုပြီးတော့မှရွေးချယ်ခဲ့ပါတယ်။ရွေးချယ်ခဲ့ရတဲ့အကြောင်းရင်းက Saint Francis ရဲ့နာမည်က Francis ကိုယူပြီးတော့မှငြိမ်းချမ်းမှုတဘာဝတရားနဲ့ဆင်းရဲမှုတွေကိုတံမိုးထားတဲ့အကြောင်းကိုစားပြုခြင်းလို့ပဲဖြစ်ပါတယ်။ ဒါတွေကြောင့်မလို့ပုံဟန်မင်းကြီး Francis ကပထမဆုံး Jesus အဖွဲ့ဝင်ပုတ်အမေရိကရဲ့ပထမဆုံးပုတ်နှစ်ပေါင်း1900ကျော်အတွင်းမှာပထမဆုံးဥရောပသားမဟုတ်တဲ့ပုတ်ဆိုတဲ့ဂုံပုတ်တွေနဲ့ပုတ် Francis ဆိုပြီးတော့မှဖြစ်လာခဲ့ပါတော့တယ်။စကားမဆက်အခုလိုကဘာပေါ်ကနာမည်ကြီးလေးစားအားကြရတဲ့ပုံကိုယ်တွေအကြောင်းကိုလေ့လာခြင်းနဲ့ဆိုရင် Shinno application တွေက biography ထဲမှာကဘာကျော်ပုံကိုယ်တွေရဲ့အကြောင်းကိုတွားရောက်လေ့လာလို့ရပါတယ်။ ဒီတော့ပိုယဟန်းမင်းကြီးအကြောင်းကိုပြန်သွားလိုက်အောင်ဒီလိုဂုံပုတ်တွေကြောင့်ပဲပုပ်ဖရန်စစ်ကဗာတီကန်မြို့တော်ရဲ့ဩဇာအရှိဆုံးတူတူဖြစ်လာခဲ့ပါတော့တယ်။ဒါရင်မကသေးပဲနဲ့တကဘာလုံးမှာရှိတဲ့တိတသမ3ဘီလီယံနီးပါးရှိတဲ့ကက်သလစ်ဘာသာဝင်တွေအပေါ်မှာလည်းဩဇာလွှမ်းမိုးမှုကရှိပါတယ်။ဩယဟမင်းကြီးဆိုတဲ့ခေါင်းစဉ်အောက်မှာနောက်ထပ်ယာရုတွေနဲ့နာမည်တွေလည်းအများကြီးရှိနေပါသေးတယ်။အဲအရာတွေကတော့ Bishop of Rome, ဗီကာအော့ခရိုက်ဆက်ဆက်ဆာအော့ဖ်စိန့်ပီတာနဲ့ဆိုဘရိန်အော့ဗာတီကန်စီးတီးစတိတ်ဆိုတဲ့နာမည်တွေပဲဖြစ်ပါတယ်။ဒီဂုံဘုတ်တွေကပုန်ဟန်းမင်းကြီးတယောက်တည်းပိုင်တဲ့အရာတွေပါ။ပြောရမယ်ဆိုလို့ရှိရင်ဒီခေါင်းစဉ်တွေကပဲပုန်ဟန်းမင်းကြီးကိုကဘာပေါ်ကအသေးဆုံးနိုင်ငံတနိုင်ငံဖြစ်တဲ့ဗာတီကန်နိုင်ငံရဲ့ခေါင်းဆောင်တူဖြစ်လာစေတာပါ။နောက်ပြီးတော့ပုတ်တပားဖြစ်ပြီဆိုတာနဲ့ချက်ကြောင်းတွေနဲ့ပတ်သက်တဲ့ဥပဒေတွေကိုပြောင်းလဲတာဖေရှားတာတွေကိုလုံလို့ရတဲ့အပြင်ကိုဘာသာရေးပိုင်းဆိုင်ရာတွေမှာလည်း နောက်ဆုံးနဲ့အရေးကြီးဆုံးဆုံးဖြတ်ချက်တွေကိုပုံရဟန်းမင်းတွေကပဲချမှတ်ရတာပါ နောက်ထပ်ထူးခြားတာတစ်ခုကတော့ဗာတီကန်နိုင်ငံရဲ့အစိုးရပိုင်းဆိုင်ရာတွေမှာလည်းဩစာအာဏာရှိပြီးတော့နိုင်ငံပိုင်းဗာတီကန်ဘဏ်တွေကိုထိန်းချုပ်နိုင်ခွင့်ရှိပါတယ်ဒါပေမဲ့ဒီလိုလုံပိုင်ခွင့်အပြေအဝါရှိပေမဲ့လည်းပုံရဟန်းမင်းကြီးတွေက အာဏာလွှမ်းမိုးဖို့အတွက်အသုံးချတာမျိုးမဟုတ်ဘဲနဲ့ပြန်လည်ပုံဖော်ဖို့ဒါမှမဟုတ်ငြိမ်းချမ်းဖို့နဲ့လမ်းညွှန်ပေးဖို့အတွက်ကိုပဲအသုံးချကြတာပါ ဒါဆိုရင်အခုပြောပြသွားတဲ့အကြောင်းကိုနားထောင်ရင်းထဲမှာပုံဟန်မင်းကြီးဖရန်စစ်ကဘလောက်တောင်မှကြီးကျယ်ခမ်းနားတဲ့သူဖြစ်လဲဆိုတာကိုသိတော့ကြပြီလို့ထင်ပါတယ်။အခုလိုမျိုးကြီးကျယ်ခမ်းနားတဲ့သူကသူ့ရဲ့အသက်88နှစ်ပုံဟန်မင်းဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ကာလ12နှစ်ပြည့်တဲ့အချိန်မှာနှလုံးသွေးကြောပေါက်ပြီးတော့မှ ဆုံးပါသွားခဲ့ပါပြီ။ဒါကြောင့်အခုဗီဒီယိုကိုနားထောင်ရင်းထဲမှာကျွန်မအနေနဲ့သင်ခန်းစာရမိတဲ့အချက်၃ချက်ရှိပါတယ်။ ။နံပါတ်၁ကတော့ဘလိုပဲကြီးကျယ်ခမ်းနားပြီးတော့မှမြင့်မြတ်တဲ့သူဖြစ်နေပါစေ။ဒီနေ့မှာတည်ခြင်းတရားကိုရင်ဆိုင်ကြရမှာပါ။နံပါတ်၂ကတော့ပုံရဟန်းမင်းကြီးကကတ္တလိဘာသာဝင်တွေအတွက်အထုတ်မြတ်ထားရတဲ့ပုံကိုတူဖြစ်တယ်ဆိုတဲ့အချက်ပါ။နံပါတ်3ချက်ကတော့ဗာတီကန်နိုင်ငံကပုပ်ယဟန်မင်းကြီးတွေရဲ့အုပ်ချုပ်မှုအောက်မှာရှိနေတယ်ဆိုရက်နိုင်ငံတကာနိုင်ငံဖြစ်တယ်ဆိုတာပါပဲ။ ဆိုတော့အခုပြပြသွားတဲ့ပုံရဟန်းမင်းကြီး Francis အကြောင်းနဲ့ပတ်သက်ပြီးတော့မှအခုနားထောင်နေတဲ့သူတွေကရောဘယ်လိုမျိုးခံစားမိလဲပြီးတော့ဘာတွေသတိထားမိသွားလဲဆိုတာကို comment မှာဆွေးနွေးပေးသွားလို့ရပါတယ်ရှင်ရှင်တို့ app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀အုပ်တောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်အကောင့်တွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှာထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရှင်တို့ facebook page မှာမြင်မြင်နိုင်ပါတယ်ရှင်။